ဂျောင်ကျောင်ဟိုရဲ့အာဘွားကိုချစ်သူဆူယောင်းကဘလို့တုံ့ပြန်လဲဂျန်ကျောင်ဟိုဟာသူ့ရဲ့အစ်စ်ထရက်ဒရမာ Crash Course in Romance မှာတွဲဖက်မင်းသမီးဂျွန်ဒိုယွန်းနဲ့အတူပါဝင်သေးဦးဆောင်ထားပါတယ် ဒီဒရမာကပရိသတ်ရဲ့လက်ခံအားပေးခြင်းကိုခံရသလိုဇက်သိမ်းမိုင်းထုတ်လွှင့်တဲ့အခါမှာလည်း viewership rating 18ရာခိုင်နှုန်းထိရရှိပြီးအောင်မြင်တယ်လို့သတ်မှတ်နိုင်ပါတယ်။ဒီကားမှာကိုရီးယားအနုပညာလောကရဲ့လေးစားချစ်ခင်ခြင်းကိုခံရတဲ့ဂန်နဝင်မင်းသမီးဂျွန်ဒိုယွန်းနဲ့အတူတည်ယူဆောင်ရတဲ့အတွက်ဂျောင်ကျောင်ဟိုကသူတို့ဟာအများကြီးအားထုတ်စရာမလိုပဲ chemistry တိစောက်နိုင်ကြောင်းပြောလာခဲ့ပါတယ်။ဒါ့အပြင်ဂျောင်ကျောင်ဟိုကစီနီယာမင်းသမီးရဲ့အလုပ်ကိုအာရုံစိုက်မှုပေါ်ဘလောက်လေးစားကြောင်းကိုလည်းချီးကျူးပြောဆိုခဲ့ပါသေးတယ်။ အင်တာဗျူးမှာမေးတဲ့သူကကြောင်ကြောင်ဟိုကိုရုတ်တရက်ကြီးအဘွားပေးတဲ့အကြောင်းတွေမေးလာခဲ့ပါတယ်။ပြီးတော့ဒီဇက်ဝင်ငန်းကိုစုယောင်းကဘလို့ပြောလဲလို့ပါမေးခဲ့ပါတယ်။ဒီအခါမှာကြောင်ကြောင်ဟိုကချစ်သူကောင်မလေးကိုရောတွဲဖက်မင်းသမီးပါဂုံတိတ်ခါမထိခိုက်ရလေအောင်ကျွန်တော်ကောင်မလေးကိုမေးမကြည့်မိတော့မသိဘူးပြလို့ပဲလူကြီးလူကောင်းဆန်ဆန်ဖြေပေးသွားပါတယ်။ကြောင်ကြောင်ဟိုကအဘွားပေးရတဲ့ခန်းတွေကရှက်စရာကောင်းပေမဲ့အခုတော့သူလဲဒါရီကိုကျင့်သားရနေပြီလို့ပြောလာခဲ့ပါတယ်။ ကျောင်းရဟိုနဲ့ဆူယောင်းတို့ချစ်သူဖြစ်လာကြတာဆယ်နှစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပြီးနှစ်ယောက်သားကနားလည်မှုရှိရှိရှေ့ဆက်နေကြပါဗျ။ဒီနှစ်တွေအတွင်းကျောင်းရဟိုကထိတ်တန်းမင်းသားတယောက်ဖြစ်လာခဲ့သလိုဆူယောင်းကလည်းအဆိုဘက်မှရင်မကဘဲတရုတ်ဆောင်ဘက်မှပါနေရာတစ်ခုအခိုင်အမာရရှိနေပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။